အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးလေ့လာမယ့်သင်ခန်းစာကတော့ John Krathang ဖြစ်ပါတယ် John Krathang ဆိုတာကဒီအထိတိုင်အောင်လို့အထိဆိုပြီးအတိတ်ပဲတက်ရောက်တယ်ပေါ့နော်ဘလိုမျိုးကိုဒီအထိလို့ပြောရလဲဆိုရင်ကျွန်တော်တို့ဒီအလုပ်တစ်ခုနဲ့တစ်ခုကိုအဆုံးအထိလုပ်တဲ့သဘောမျိုးပေါ့နော်ဘလိုမျိုးလဲဆိုရင်ကျွန်တော်တို့ဒီအလုပ်ကိုညာနဲ့တဲ့အထိကို အလုပ်လုပ်တယ်ကျွန်တော်တို့ဒီ ပင်မန်းနဲ့အထီကိုအလုံးလုံးတယ်ကျွန်တော်တို့တွေအိမ်အထီကိုမယမနာပဲလမ်းလျှောက်တယ်အဲအဲ့လိုမျိုးသဘောမျိုးပေါ့နော် အထီဒီအထီဒီနေရာမှာနှိမ့်စင်သုံးတဲ့စကားမှာဆိုရင်ကျွန်တော်တို့တွေရှေ့ကကျွန်တစ်လုံးနဲ့ပဲသုံးလို့ရတယ်ပေါ့နော်အတိတ်ပင်ကတော့သူကပေါ့ပေါ့ပါလေးသုံးတာနောက်ကကရထန်းပါလာရင်ကျွန်ကရထန်းဆိုပြီးတွဲသုံးမယ်ဆိုရင် သူကလေးလေးနက်နက်ပြောပြီးတော့ပြောတဲ့စကားမျိုးပေါ့နော် จงกระทั่งติอธิโลอธิเปะตะหยอดเดมณีกาจโนเมถาเดเมโกมาโซโลชิยเตินสายก็เลยไปไม่ทันสุดากะไอ้อาถานอกจาโลตวาโบไม่มีดอวูโลပြောတာဖြစ်ပါတယ်အဲ့တော့ဖြေဆိုးထားတာမှန်တယ်ပေါ့เนาะဟုတ်ပြီဒီကနေ့မှာတော့ကျွန်တော်တို့จงกระทั่งကိုလေ့လာမယ်ဒီမှာရေးထားတယ် ငါအလုတ်ကိုအရန်စူးစမ်းလုတ်ခဲတော့စူးစမ်းလုတ်ခဲလို့ဆိုပြီးတော့လည်းအတိတ်ပဲတက်ရောက်တယ်စူးစမ်းလုတ်ခဲလို့ခยีထွက်ဖို့အချိန်မရှိသည့်အထီကိုဖြစ်တယ်အဲ့ဒါကိုဘယ်လိုရေးထားလဲဆိုရင်ฉันทํางานน่ะจนกระทั่ง ไม่มีเวลาไปเที่ยวเลย ฉันငါကทํางานน่ะ ထမင်္ဂနာဆိုတာအလုတ်ကိုအတင်းကျပ်လောက်တာပြောတာပေါ့နော်အလုတ်ပင်ပန်းနဲ့အလုတ်ကိုအလွန်အမင်းလောက်တာအရန်လောက်တာအလုတ်အရန်လောက်တယ်ဆိုတော့ဒီညမှာစူးစားတယ်လို့ပဲတတ်မှတ်လိုက်တယ်ပေါ့နော်အအလုတ်ကိုအရန်လောက်တယ်ပေါ့နော်ထမင်္ဂနာအလုတ်ကိုအရန်စူးစားလောက်တယ်ကျုံကရထန်းဒီအထီးဘယ်ဒီအထီးလောက်တာလဲမိုက်မီဝေလာအချိန်မရှိသည့်အထီးလောက်လောက်တယ်အဲ့လိုအချိန်မရှိသည့်အထီးကိုအလုတ်လောက်လို့ပိုင်ထီးလို့ ဒီအလဲသွားဖို့အချိန်မရှိသည့်အထိအလုံးလုံးတယ်ฉันทํางานน่ะจนกระทั่งไม่มีเวลาไปเที่ยวเลยငါကအလဲအလုတ်ကိုစူးစမ်းလုပ်ခဲ့လို့ခยีထွက်ဖို့အချိန်မရှိသည့်အထိတောင်ဖြစ်သွားတယ်ပေါ့เนาะအတရားကိုပြောပြတာပေါ့เนาะဘာဖြစ်လို့နေခီးမသွားတာလဲလို့အဲအဲ့လိုမေးတယ်ပေါ့เนาะမေးတဲ့ခါမှာပြောလိုက်တဲ့သဘောမျိုးလေးပေါ့เนาะฉันทํางานน่ะจนกระทั่ง ไม่มีเวลาไปเที่ยวเลย အဲ့လောက်ကိုအရန်ကျိုးငါအလုံးမှာပဲအာယုံနှစ်ပြီးတော့လှုပ်လို့ပေါ့အချိန်ကိုခီးသွားဖို့အချိန်မရှိဘူးဖြစ်သွားတယ်ကွာပေါ့နော်အဲ့လိုပြောတာပေါ့နော်ဟုတ်ပြီနောက်တစ်မျိုးကကျွန်တော်တို့ကျွန်းတစ်လုံးနဲ့ပဲတုံးတယ်သူကလည်းအထိပ္ပယ်အတူတူပဲဒါပေမဲ့သူကတော့ပို့ပပတုံးတာပေါ့နော်သူဂိမ်းကစားတာညံ့တဲ့အတီဖြစ်တယ်ပေါ့နော်ဂိမ်းကစားရင်ဂိမ်းကစားရင်ညံ့တဲ့အဟာကိုပြောတာပေါ့နော်အဲ့ဒါကိုဘယ်လိုပြောမလဲဆိုရင်ခေါင် Lin game จนดึกเขาตูก็เล่นกระซาเลยเกมสุดาก็เกมบ่เนาะจนที่ต่ายเอาเบอะที่ต่ายเอาเลยดึกสุดะญาแน่แต่อธิโกต่ายเอาตูก็เกมกระซาเลยบ่เนาะตูเกมกระซาล่ะญาแน่แต่อธิဖြစ်သွားတယ်လို့ပြောတာဖြစ်ပါတယ်ဒီညမှာဘုသူတအနေနဲ့ကျွန်တော်မနေ့ကတင်ထားတဲ့ post ခုမှာဆိုရင်ဒီလိုမျိုးပေါ့เนาะ ခေါ်အောင်ခေါမိုက်ထူခေါဆိုပြီးတော့ရေးထားတယ်သူကလည်းတူလို့ပဲအတိတ်ပဲပြောလို့ရတယ်ပေါ့နော်ခေါင်းနဲ့ခေါင်းနဲ့အတူတူပဲအတူတူတုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီဒီကနေ့မှာတော့ကျွန်တော်မေးမယ်မေးခွန်းတစ်မျိုးရှိပါတယ်အဲ့ဒါကကျုံကရထန်းဆိုတဲ့မေးခွန်းနဲ့ကတစ်မျိုးပေါ့နော်အဲ့ဒါကဘာလဲဆိုရင်ရှေ့မှာကျွန်တလုံးကကျွန်တော်တို့ဒီ ဒီအထိတိုင်အောင်လို့အတိတ်ပဲကိုပြောလို့ရသလိုမျိုးပဲနောက်ထပ်အတိတ်ပဲကိုပေါ်ဆောင်ပြီးတော့ပြောလို့ရတဲ့တမျိုးရှိသေးရဲ့ပေါ့နော်အဲ့ဒါကဘာဖြစ်နိုင်ပါသလဲပေါ့နော် ဖြေဆိုနိုင်မယ်လို့မျောလင်းပါတယ်ဂျွန်ဆိုတဲ့လုံးမှာရှေ့ရသူ့ရှေ့မှာတခုခုနဲ့ကတ်ပြီးတော့ပြောမယ်နောက်ကနေတခုခုနဲ့ပြန်ကတ်မယ်ပေါ့နော်ဒါကြေလို့မကတ်တတ်ချင်လည်းပြောစရာမလိုဘူးပေါ့နော်အဓိကတော့ဒီဂျွန်တလုံးနဲ့ဟိုပဲနောက်ထပ် အတိတ်ပဲတမျိုးရှိသေးရပေါ့နော်အဲ့ဒါကိုမေးတာဖြစ်ပါတယ်အားလုံးပဲပြေဆိုနိုင်မယ်လို့ပြောလဲပါတယ်ခွန်ခါ